အာစာလက်နက်ကိုင်အဖွဲ့ကဖမ်းဆီးနှိပ်စက်တပ်ဖြတ်ပြီးစွန့်ပစ်ထားခဲ့တဲ့ရော့အလောင်း6လောင်းကိုရှောက်ဖွေတွေ့ရှိထားတယ်လို့အာရခတတော်အေကသတင်းထုတ်ပြန်ပါတယ်။မောင်တော်မြို့နယ်မြောက်ပိုင်းကအနေဆက်လုံခြုံရေးတက်စကန်နဲ့ဒုံညိုရွာအနီးကဒုံညိုစကန်ကိုတိုက်ခိုက်ဖို့ကြိုးစားနေတဲ့အာစာလက်နက်ကိုင်အဖွဲ့ဟာအဒီစကန်ကိုတွားရလမ်းတစ်လျှောက်ကမွတ်စလင်မဟုတ်တဲ့အရက်သားပြည်သူတွေကိုနှုတ်ပိတ်တဲ့အနေနဲ့ဖမ်းဆီးတပ်ဖြတ်ပြီးလူပြတ်တဲ့နေရာတွေမှာအလောင်းတွေစွန့်ပစ်ထားခဲ့တာလို့အေအေကဒီနေ့သတင်းထုတ်ပြန်ပါတယ်။ ်အေးအလုံးချုံရေးတက်ဖွဲ့စီကိုလူပြောင်းလာတိုင်ကားသူဆယ်ဦးရှိပြီးစက်တင်ဘာ28ရက်နေ့နေ့3နိုင်ခန့်မှာမောင်တော်မြို့နယ်အထက်အင်းချောင်းရွာရဲ့အနောက်မြောက်ဘက်မိုင်ဝက်နီပါအကွာငပြောတော်အုပ်ထင်းမှာရော့အလောင်း6လောင်းကိုတွေ့ရှိခဲ့တာလို့ဆိုပါတယ်။အာစာအဖွဲ့ဝင်တွေဖမ်းဆီးနှိပ်စက်တပ်ဖြတ်ခဲ့တဲ့သူတွေဟာမောင်တော်နယ်ဆက်တမန်သားရွာနဲ့ဒုံညူရွာကပျောက်ဆုံးနေတဲ့ရွာသားတွေထဲက6ဦးဖြစ်နိုင်တယ်လို့အေအေကထုတ်ပြန်ထားပါဗျ။အဲ့ဒီဒေသခံ6ဦးကို Arrogant Ranger ကဲတရစ်တဲ့အာစာအဖွဲ့ဝင်တွေတပ်ဖြတ်ခဲ့တာဟုတ်မဟုတ်ဆိုတာကို ပြပစင်ကအသေးစားအတိမပြုတ်နိုင်သေးပါဘူး။အလောင်းတွေကိုတွေးချိန်မှာပျက်စီးနေပြီးအရိုးတွေပဲကျန်တော့တယ်လို့အေကဆိုပါတယ်။မြို့ခင်ဈေးပညာဝန်ထမ်းတွေနဲ့တူလူပြောက်တိုင်ထားတဲ့အမိသားစုတွေပူးပေါင်းပြီးမိသူမျိုးဝါဖြစ်ကြောင်းသိဆက်သွားမယ်လို့အသိပေးထားပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကဝင်ပြေးသွားကြတဲ့အာဆာအဖွဲ့ဝင်တွေကိုနေဆက်ရေးရာတန်တမာရေးအရာအနေဆက်ဖြတ်ကျော်ရှင်းလင်းဖို့ခက်ခဲပေမဲ့ဒေသအတွင်းလုံခြုံရေးကိုဆောင်ရွက်နေတယ်လို့လည်းအေအေကထုတ်ပြန်ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာခြေကုပ်ရယူပြီးနေဆက်တစ်လျှောက်စိတ်ဝင်နေတဲ့ အာစာအဆောအဖွဲ့တွေရဲ့အကြမ်းဖက်မှုတွေကိုကာကွယ်ဖို့လုံခြုံရေးတိုးမြှင့်သွားမှာဖြစ်ပြီးရခိုင်မင်္ဂလာဒေ့ရှ်ငယ်ဆက်ဒေသကပြည်သူတွေပူးပေါင်းပါဝင်ကြဖို့အေကစက်တင်ဘာ16ရက်ညပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်ဒေသခံတွေအနေနဲ့တောတောင်ထဲနဲ့လူပြတ်တဲ့နေရာတွေကိုသွားလာတဲ့အခါမှာတူဦးတဲ့ဒါမှမဟုတ်လူအ ਨੇ စုနဲ့မသွားလာကြဖို့ဇမရေးကိစ္စမဖြစ်မနေသွားလာရမယ့်အရေးကြီးကိစ္စတွေဆိုရင်လည်းအေအေလုံခြုံရေးအဖွဲ့တွေကိုသတင်းပေးပြီးမှသွားလာကြဖို့တိုက်တွန်းထားပါတယ်ရှင်